ဟုတ်ကဲ့အားလုံးမင်္ဂလာပါပူပူဖြစ်ပါလေပူပူထမ်းမသာစကားကျဆူပါလေနော်ဒီနေ့မှလည်းခါတိုင်းလိုပဲထမ်းစကားလေးတွေကျွန်တော်လာပြီးတော့ share ပေးတာပေါ့နော်ဒါဘာကြီးလဲဆိုတော့အခြေခံစကားလေးဖြစ်ပါတယ်ပုံလေးနဲ့တကွာကျွန်တော်ဘေးနားမှာကျွန်တော်ပြထားပေးမှာဖြစ်ပါတယ်ပါတဲ့ဟာပေါ့နော် Okay ဆက်မယ်ကျွန်တော်နံပါတ်၄ရင်းနဲ့ရေးပေးထားရင်နော်နံပါတ်၄ရင်းနဲ့1 2 3လေးကျွန်တော်ရေးပေးထားတယ်အပေါ်ဆုံးမှာထိုင်းစာထိုင်းစာပြီးတော့ ထိုင်းရဲ့အတန်ထွက်ကိုအင်္ဂလိပ်လိုနဲ့ရေးပြထားပါတယ်ပြီးတော့မြန်မာစာနဲ့ထိုင်းတန်ထွက်ကိုစူးစမ်းပြီးရေးပြထားတယ်နောက်ဆုံးမှာကျတော့အဓိပ္ပာယ်လေးပေါ့နော်အဓိပ္ပာယ်လေးကိုကျွန်တော်ရေးပြထားတာဖြစ်ပါတယ် okay ဆာမန်နံပါတ်1ပေါ့နော်နံပါတ်1မှာကျတော့ဘာလဲဆိုတော့ငါဒီသချင်းကိုကြိုက်တယ်ကွာဆိုလိုတာငါဒီသချင်းကိုကြိုက်တယ်အဲ့လိုမျိုးပြောမှာအဲ့ဒါကိုကျွန်တော်တို့ထိုင်းလိုနဲ့ဘယ်လိုပြောလဲကျွန်တော်ပြောပြမယ် okay ฉันชอบเพลงนี้ ฉันสุระ ฉันชอบเพลงนี้สุระ งาบ่เนาะดีดีจิ้งหูใจเตสุระดิเบะဖြစ်ပါတယ်โอเคအဲ့ဒါလေးကိုကျွန်တော်ဒီဒီချာချာလေးပြောပြပေးမယ်ฉันสุระจုတ်ပေါ့เนาะပြောမှာဆိုจม่า main လေးဆိုရင်တော့จม่าပေါ့เนาะယောက်ျားလေးဆိုရင်တော့จုတ်ပေါ့เนาะฉันสุระโอเคจုတ်ဆိုတာเนี่ยပဲတုံးမယ်เนาะฉันสุระจုတ်ပေါ့เนาะชอบဆိုတာใจတာကိုပြောတာပေါ့เนาะจုတ်ใจတယ်ပေါ့เนาะ playing ဆိုတာတချင်းကိုပြောတာ knee ဆိုတာဒီဥစ္စာဒီရပါတော့ပြောမှာဆို plain knee ဆိုတာဒီချင်းကိုပေါ့နော်အဲ့လိုဒီပဲရှိပါတယ်အကုန်လုံးကိုပေါင်းလိုက်တော့အာ chan chop plain knee ဆိုလို့ရှိရင် chan ဆိုတာကျုပ်ပေါ့နော် chop ကျိုက်တယ်ကျုပ်ကျိုက်တယ်ငါကျိုက်တယ်ထားပါတော့ပေါ့နော်ငါကျိုက်တယ်ပေါ့နော် plain knee ဆိုတာဒီချင်းငါဒီချင်းကိုကျိုက်တယ်ဆိုပြီးတော့အဲ့ဒီပဲယူလို့ရပါတယ်နော် okay တော့ပေါ့မယ်လို့ထင်ပါတယ်နော်တခါလေးရေးပေးထားတယ်ပေးနာလေးမှာပေါ့နော် နံပါတ်1ဆိုတဲ့အရာပေါ့နော်ချန်ချော့ဖလင်နီငါဒီချင်းကိုကြိုက်တယ်ဆိုပြီးရေးတာရှိပါတယ်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်နော်အဲ့ဒါနံပါတ်1เนาะနံပါတ်2ကိုသွားမယ်နံပါတ်2ကကြတော့ဗာလဲမင်းကူညီပေးနိုင်မလားပေါ့နော်မင်းကူညီပေးနိုင်မလားဆိုပြီးပြောတာပေါ့နော်သူတိတ်ပေးရကြတော့ဒါ imitam ရည်ကြီးတဲ့စကားနဲ့သူရည်ထားတာနော်ဘလို့လဲဆိုတော့ခွန်ချွေတိုင်းမိုင်း คุณสระเนบโนอ่าคุณสระเต็มบโนช่วยสระกุญญีราวပြောတာกุญญีราวช่วยဆိုပြီးတော့ပြောတာဒိုင်မိုင်းဆိုတာယလာပေါ့နော်ခုန်ဆိုတာတင်ပေါ့နော်တမဟုတ်မင်းအညမလူမဆိုရင်တော့အာမင်းပေါ့နော်အဲတင်တမဟုတ်မင်းပေါ့နော်ပြောမဆိုနေပေါ့နော်အဲအဲ့လိုမျိုးတုံးလို့ရပါတယ်ခုန်ဆိုတာယင်ကြီးကြီးနဲ့ပြောတာပေါ့နော်ပြောမဆိုတင်ပေါ့နော်အဲအဲ့လိုမျိုး 오기 okay, 달리바